စိတ်ဖြစ်သည်မူနေခြင်းနဲ့ဆိုရင်ကျွန်တော်ဘဝတွေမှာလက်ရှိရှိနေတဲ့တချို့လူတွေကျွန်တော်တို့ကဖိတ်ထုတ်ပြစ်မှရဘဝတွေကထုတ်ပြစ်မှရဘဝတွေကထုတ်ပြစ်လောက်တဲ့အချိန်မရနိုင်ဘူးဆိုတော့အဲကျွန်တော်တချို့လူရှာမှရဘာလို့ဒီလိုမျိုးပြောတာလဲဆိုတော့ကျွန်တော်ဘဝတွေမှာရှိနေတဲ့တချို့လူတွေကကျွန်တော်တို့အတွက်ဘာကောင်းကျိုးမှမပေးဘူး တို့နဲ့တွေ့တဲ့အချိန်တိုင်းမှာသူတို့နဲ့စကားမီပြောရတဲ့အချိန်တိုင်းမှာသူတို့နဲ့တိုင်မင်နာတွေပါတယ်ပေါ့နော်ကိုကိုဘုံအချိန်နဲ့ပတ်သက်လို့တိုင်မင်နဲ့ကိစ္စတွေလုပ်တဲ့အချိန်သူတို့ရင်ဖွင့်မိတဲ့အချိန်တိုင်းမှာအများရန်ပါတွေပဲလာလဲဆိုတော့ကိုပေါ်မှာယုံကြည်မှုရှိတဲ့ကိစ္စတွေပြောတယ်ကိုရဲ့လုံနိုင်ဇွမ်းပေါ်မှာတန်မြတ်ရှိတဲ့အကြောင်းအရာတွေပြောတယ်ကိုကိုနှိမ့်ချပြီးပြောတယ်ကိုကိုယုံကြည်ချက်မရှိဘူးကိုကမဖြစ်နိုင်တော့ပါဘူးဆိုတဲ့တန်မြတ်စကားတွေပြောတယ်ဥမာကိုလေးချင်းချချင်တဲ့ ျွန်တော်ရဲ့လူတယောက်ကိုလေးချင်းချချင်တယ်ဆိုတဲ့အကြောင်းပြောရဲချင်ပါလူစီရပြီးတော့အမင်းဖြစ်နိုင်ပါမလားမင်းအခုလောက်နေရပဲဘယ်နှခါရှိနေပြီလဲဘယ်တော့မှမင်းအောင်မြင်ဘူးလို့မင်းကွာဒီတိုင်းပဲမင်းတစ်ချိန်လုံးဝနေမှာပါပဲဆိုတဲ့စကားမျိုးပြောရဲဆိုပါကျွန်တော်ကကိုလေးချင်းချချင်တဲ့သူသူအဲ့လိုမျိုးစကားမျိုးကျွန်တော်ပြောလိုက်တဲ့အချိန်မှာအော်ဟုတ်သားပဲငါရင်တော့လည်းမအောင်မြင်ဘူးကိုလည်းအောင်မြင်မှာမဟုတ်ပါဘူးလေဆိုပြီးတော့ကျွန်တော်ကစိတ်ကကြောက်တယ်စိတ်ကကြောက်ရဲခါကြတော့အဲ့နောက်ပိုင်းမှာဘာမှဆက်မဖြစ်လာတော့ပေါ့လေနော်ကျွန်တော်ဘုရားတွေမှာရှိရတဲ့တချို့လူတွေက ကျွန်တော်တို့ကိုကျွန်တော်လက်ရှိရှိနေတဲ့အခြေအနေတိုင်းမှာပဲသူတို့ရှိနေသေးချက်နေတမင်တတ်တတ်အချင်းရောက်တာမျိုးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့တချို့လူတွေရဲ့စိတ်ဓာတ်ကဟိုစိတ်ကအရန်အနှောက်ဖက်ကိုများတယ်ဗျာသူတို့စိတ်ထဲမှာကလူတယောက်ကိုကြည့်ရခါမှာဖြစ်ပျက်တစ်ခုကြည့်ရခါမှာအမြင်နဲ့မကောင်းတဲ့မြင်တဲ့ဘက်ကနေပြောပဲကြည့်တယ်သူတို့ကအရန်တန်တရားများတယ်တခြားသူအပေါ်မှာမုဒိတာပွားပေးဖို့အတွက်တခြားလူရဲ့အောင်မြင်မှုအပေါ်မှာဟိုဝမ်းတာပေးဖို့အတွက်သူတို့စီမှာအဲ့လိုစိတ်မျိုးမရှိဘူး အဲ့လိုလူတွေနဲ့ကြုံတွေ့လိုက်တဲ့အချိန်တိုင်းမှာကျွန်တော်တို့အတွက်ကဟိုစိတ်ဖိစီးမှုတွေပဲပိုပြီးတော့ဖြစ်တယ်ဝမ်းနည်းစရာတွေပိုပြီးတော့ဖြစ်တယ်စိတ်တိုင်းမကြစရာတွေကိုကိုကိုကျင်းနဲ့အားရမှုမရှိစရာတွေကိုကိုကိုတန်မြတ်ဖြစ်စရာတွေကိုယ့်ရဲ့ဟိုကိုကိုကျင်းနဲ့ရှိနေတဲ့ယုံကြည်ချက်တွေတော့ပျက်စီးသွားတဲ့အချိန်မျိုးအထိကျွန်တော်ဖြစ်နိုင်အဲ့အဲ့လူတွေနဲ့ကြုံတွေ့လိုက်တဲ့ကြုံတွေ့လိုက်တဲ့အချိန်တိုင်းမှာကျွန်တော်တို့ရဲ့ကောင်းရာကောင်းကျိုးအတွက်ဖြစ်မလာဘဲနဲ့ဆိုးဖို့အတွက်ပဲဆက်ပြီးဖြစ်လာတယ်။အဲ့တော့ဒီလိုလူတွေကျွန်တော်ဘွားတွေမှာဘာလို့ဆက်ပြီးထားနေတော့မှာလဲ ဟုတ်တယ်မလားကျွန်တော်တို့ဘဝကိုကျွန်တော်တို့ပူပြီးတော့ကောင်းမွန်တဲ့ဘဝကိုရှောက်လန်းနေတဲ့အချိန်မှာကျွန်တော်တို့ယုံကြည်ရလမ်းကိုကျွန်တော်တို့ရှောက်လန်းနေတဲ့အချိန်မှာဒီလူတွေကကျွန်တော်တို့အတွက်အတားဆီးကလည်းကျွန်တော်ဘာမှမဖြစ်နိုင်ဘူးအဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့အကြံပေးချင်တာကကို့ဘွားတွေမှာဒီလိုလူတွေရှိလေအဲ့လိုစိတ်တောက်ဖြစ်တဲ့လူတွေပေါ့သူတို့ကြည့်လိုက်အများရန် စိတ်တောက်ဖြစ်နေတဲ့လူတွေရှိလေဒီလူတွေကိုရှောင်မှာ ဘဝရီးကနေထုတ်လို့ရတယ်ဆိုရင်တော့ပြီးပိုင်ထုတ်လိုက်ဥပမာသကြောက်လို့ဆိုကြ Facebook ကလူတယောက်ဆိုကြကိုနဲ့ friend ဖြစ်နေတဲ့လူတယောက်ကကိုတခုရေးလိုက်တဲ့အချိန်မှာကိုဓာတ်ပုံတင်လိုက်တဲ့ခါမှာလောင်ကြောင်နေနောက်တစ်ခါ तू ကသူ့ကိုကြည့်လိုက်လဲအငြင်းတခြားလူတယောက်ပုံမှာတိုက်ခိုက်နေတာ ड़ी မနာလို့ဖြစ်နေတာ ड़ी ဒါတွေပဲတွေ့နေရတယ်ဆိုရင်ဒီလူကိုတွေ့နေရတဲ့အချိန်တိုင်းကကျွန်တော်တို့စိတ်ဖြစ်စီမှုတွေပဲဖြစ်ဆိုရင်ဒီလူကျွန်တော်အကောင့်ထဲမှာရှိတာဘာမှအတိတ်ပဲမရှိတော့ဗျာကျွန်တော်ရင်တော့အဲ့လိုမျိုးလူတွေအများကြီးအကောင့်ထဲမှာထားလိုက်အခုကျတော့မဟုတ်တော့ ကျွန်တော်ကိုစိတ်ညစ်စေရလို့ထင်တယ်ကိုယ့်ရဲ့စိတ်ဖိစီးမှုကိုဒီလိုဖြစ်စေတယ်လို့ထင်တယ်ဆိုရင်အဲ့လိုတစ်ခါလေး block လိုက်တာ unfriend အောင်လုပ်တာမဟုတ်ဘူးတစ်ခါလေးကျွန်တော် block လိုက်တယ်ကျွန်တော်ဘဝရဲ့ထုတ်ပြန်ဒီလိုအကြောင်းကိုကျွန်တော်ဘယ်ဘာအကြောင်းမှလည်းမသိချင်တော့ဘူးကောင်းခြင်းဆိုးကျိုးတွေလည်းကျွန်တော်မသိသေးချင်တော့ဘူးကျွန်တော်ရဲ့ပျော်ရွှင်စရာဝမ်းသာစရာတွေချီလို့လည်းဒီနေ့မမျှဝေချင်တော့အဲ့လိုမျိုးကျွန်တော်တစ်ခါလေးထုတ်ပြလိုက်တာအဲ့တော့ဒီနေ့မှကျွန်တော်အကြံပေးချင်တာကဘာလဲဆိုတော့ကိုယ်စိတ်ဖိစီးမှုတွေကိုဖြစ်နေစေတဲ့သူတွေရှိရဲ့ဆိုရင်ဒီလိုလူတွေကိုဘဝရဲ့နေထုတ်ပြဖို့အတွက်ဝင်မလေးပါ ဲ့အတွက်ကျွန်တော်တို့မှာအကျိုးရောက်ပါပြမရှိဘူးအဲ့အတွက်ကျွန်တော်တို့မှာပိုကောင်းတာပိုလည်းရှိအဲ့တော့ထုတ်ဘွားရဲထုတ်ဖြစ်နိုင်ရင်ထုတ်ဖြစ်မထုတ်ဖြစ်နိုင်ရင်လည်းအဲ့လိုလိုရှောင်ပါအဲ့တော့စိတ်ဖြစ်စီမှုတွေမဖြစ်စေချင်ရင် negative အရန်များတဲ့သူတွေပေါ့ကိုယ့်အတွက်စိတ်တောက်အရန်ဖြစ်စေတဲ့သူတွေရှောင်ပါဘွားရဲထုတ်ဖြစ်ပါဒါဆိုရင်ကျွန်တော်စိတ်ဖြစ်စီမှုတွေနည်းလာပါလိမ့်မယ်မနေ့ကအစမှာပဲပြင်ပန်းတော့နေနေပြီဒါဆိုကျမရဲ့ကိုပိုကယူဆိုင်ဖို့လိုပြီပေါ့ အနာမစီကိုပုံမှန်တောက်ပါဗီတာမင်စီကဆဲရီကိုကျန်းမာစေပြီးဗီတာမင်ဘီအုပ်စုကအားပြည့်လန်းစန်းစေပါတယ်အချိန်အခါမျိုးရှာနှုန်းဖြင့်ကျန်းမာပြီးခွန်အားပြည့်ဖို့အနာမစီတောက်ကြဆို